တနင်္ဂနွေသားသမီးမိတ်ဆွေတွေဒီ2025ခုနှစ်ဆယ်လပိုင်း12ရက်နေ့ရနေပြီးတော့လအကုန်အတိမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာ အခွင့်အလမ်းကောင်းနေအခွင့်အရေးကောင်းနေကိုစောင့်မျှော်နေတော့ကာလဖြစ်တယ်။ဒါအပြင်တဦးတယောက်တစုံတယောက်နာကနေပြီးတော့အခွင့်အရေးလေးတွေရရှိရင်ကောင်းမှာမျိုးငွေကြီးတွေရရှိရင်ကောင်းမှာမျိုးဆိုတာမျိုးလေးတွေကြုံရတတ်တယ်လို့ဒီလဟာမိတ်ဆွေတို့တို့ကဒီအဖက်တာတို့တို့မှာဆိုရင်သတင်းကောင်းကြားရခြင်းအဆက်အသွယ်ကောင်းနေရရှိတတ်ခြင်းအဝေးတက်နေရာကနေပြီးတော့ကောင်းသောသတင်းတွေအဲမိတ်ဆွေတို့နေရဲ့အပေါင်းအသင်းထံမှာအကူအညီကောင်းနေအခွင့်အလမ်းကောင်းနေကိုများစွာရရှိတတ်တာမျိုးမျှော်လင့်ထားတယ်လို့ရောက်ရှိလာတာမျိုးတွေကြုံရတတ်တော့ကာလမိမိဖြစ်လို့တော့ ကြားလို့တော့ဖြစ်ရှင်သောဆန္ဒတွေကိုတရင်ကောင်းနေမကြမီကြားရတတ်သောကာလအပိုင်းရှားဖြစ်ပါလေခင်ဗျာမိတ်ဆွေတို့အနေနဲ့အလုတ်ကအလုတ်ကိုင်းနဲ့ပတ်သက်ရင်တော့အလုတ်နှစ်ခု စိတ်နှစ်ခုအလုံးနှစ်ခွစိတ်နှစ်ခွဖြစ်နေတတ်တယ်ဒါအပြင်တဏှာရာကိုလည်းပြီးပြအောင်လုပ်ရှင်တယ်တခုကိုလည်းလက်လွတ်၍မရနေတာမျိုးတခုခုကိုလည်းဖြစ်အောင်လုပ်ရှင်တယ်ဒါပေမဲ့တခုကိုလည်းလက်လွတ်မရတာမျိုးဒီဒီကြုံရတတ်တယ်လို့အဲအထက်မှာဆိုရင်လည်းလုပ်ငန်းနဲ့ပတ်သက်အထက်လူကြီးရဲ့ဖိအားလေးတွေလည်းကြုံရတတ်တယ်လို့အောက်လက်ငယ်သားတွေရဲ့စိတ်တိုင်းမကြခြင်းလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့အပ္ပတကလာပိုက်ရှားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအလောက်ကအလောက်ကိုင်းနဲ့ပတ်သက်လာတဲ့ခါမိတ်ဆွေတို့အနေနဲ့လက်ရှိကာလမှာအဲ အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးလေးတွေလှုပ်ဆောင်တဲ့အခါမှာအကျိုးပေးတဲ့အများနဲ့ပတ်သက်တာမျိုးလေးတွေရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်ဒါအပြင်ငကူကတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့မိတ်ဆွေပေါင်းတင်နေတာနေပြီးတော့အကူအညီတွေရရှိတာမျိုးလေးတွေကြုံရတတ်တော့အပတ်တာကာလပိုင်းချဖြစ်တယ်ဒါအပြင်မိသားစုအတွင်းမှာအိမ်တွင်းရေးမှာမိမိရဲ့အိမ်အောင်ဖတ်နဲ့ပတ်သက်ပြီးတော့ငွေကြေးဝင်လာတာမျိုးအမွေရရှိတာမျိုးအဲမိဘ ရရှဆွေမျိုးရောက်မှအဆရှိတဲ့သူတွေနာကနေပြီးတော့အထောက်အကူအကူညီတွေရရှိတာမျိုးတွေတုံ့ဝတ်တက်သောကာလပိုင်းခြားဖြစ်တယ်။ OA Champion နဲ့ပတ်သက်ပြီးတော့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အတီတကျရရှိပိုင်ဆိုင်တာမျိုးနေရာထိုင်ခင်း OA Champion မြေယာကိစ္စလေးတွေမှာအခွင့်အလမ်းကောင်းတွေရရှိလာတာမျိုးတွေတုံ့ဝတ်တက်တယ်လို့ယာဒူးလုပ်ငန်းကိုင်ကန်းနဲ့ပတ်သက်ရင်လည်းယာဒူးနဲ့ပတ်သက်လာရင်ဖိအားတော်များပဲ။ယာဒူးတက်တာမျိုးယာဒူးတိုးတာမျိုးတွေတုံ့ဝတ်တက်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်ငကူကမိတ်ဆွေတို့အနေနဲ့မိသားစုလိုက်ခရီးသွားမယ်ဆိုပြီးတော့ခရီးထွက်ဖို့အတွက်ကို မတော်ဖြစ်ရင်လက်ရှိကာလမှာမိသားစုနဲ့ခྱི་ထွက်ချင်းအပျော်ပွဲစားထွက်ချင်းဖြစ်ချင်းတွေအပန်းပြေခྱི་ထွက်ချင်းတွေသို့မဟုတ်ဘာသာရေးဆိုင်ရာအကိစ္စအကြောင်းတစ်ခုခုနဲ့မိသားစုနဲ့ခྱི་ထွက်ရချင်းအချိန်ပေးရခြင်းမျိုးတွေခြေတူဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အားသာခြင်းတိုးတက်ခြင်းကောင်းမွန်ခြင်းတွေရရှိတတ်တဲ့အတွက်မိษွေတို့အနေနဲ့လုပ်ငန်းနဲ့အကြောင်းပြုပြီးမိသားစုခྱི་ထွက်တာမျိုးပဲဖြစ်ဖြစ်အဖွဲ့အစည်းအသင်းအဖွဲ့မိษွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်မိသားစုကိုအချိန်ပေးရတာမျိုးငဘူကအဝေးမှာရောက်နေတဲ့မိသားစုတွေနာကိုပြန်လဲစုံစည်းတာမျိုးတွေကြုံရတတ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ဘလောက်ပဲခက်ခဲစီကောင်မှုမိမိရဲ့အိမ်တွင်းရေးစိတ် ချမ်းသာမှုလေးတွေငြိမ်းချမ်းမှုလေးတွေရရှိတတ်သောကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့ နည်းနည်းလေးသတိပြုရမယ်အဲရှစ်လောက်နဲ့ပတ်သက်ပြီးတော့ထိခိုက်နာကျင်တာမျိုးလေးတွေအကြောတို့အဆင့်မြင့်တို့လေးလံတာမျိုးလေးတွေထိုင်းမိုင်းတာမျိုးလေးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်တို့အပြင်မိတ်ဆွေတို့အနေနဲ့လှုပ်လှုပ်ချာချာများများလှုပ်တဲ့မိတ်ဆွေများအတွက်ဆိုလို့ရှိရင်တော့ခြေလက်အင်္ဂါနဲ့ပတ်သက်တာမျိုးအကြောနဲ့ပတ်သက်တာမျိုးအကြောတင်အကြောထုံးတာမျိုးလေးတွေဖြစ်ရတတ်သောကာလပိုင်းခြားဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတော့သတိပြုစင်နေပေးရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိဘူးသာသမီကိစ္စလေးတွေကြောင့် ဆွေမျိုးသားချင်းရဝေးကိစ္စလေးတွေကြောင့်သို့မဟုတ်လို့ရှိရင်စေတနာလေးတွေကြောင့်သို့မဟုတ်အလူတန်းကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လာရင်တော့ဝင်လဲဝင်တယ်ဝင်ပြီးတဲ့အခါအဲဆနာလိုပေါ့ဟိုငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာဟိုတသမိကိစ္စလေးတွေကြောင့်ခရီးသွားကိစ္စလေးတွေကြောင့်ငွေကြီးကုန်ကြများရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ညီကောင်မောင်နှမဆွေမျိုးသားချင်းလေးတွေနဲ့ပတ်သက်ပြီးတော့ငွေကြီးနဲ့ပတ်သက်လို့ကိုယ်ကစိုက်ထုတ်ပေးလိုက်ရတာမျိုးလေးတွေ ကောင်းသောနေရာမှာကောင်းသောအတုံးချခြင်းကောင်းသောအပြုမူလေးနဲ့ငွေကြေးကံနဲ့ပတ်သက်လာရင်တိုးတက်နိုင်စရာအားသာနိုင်စရာရှိသောအပ္ပတ္တကာလပိုင်းချက်ဖြစ်ကြောင်းထပ်လောင်းပြောကြပါရစေ။ငွေဟာမထင်မှတ်ဖက်နဲ့လုံငယ်ချင်းကနေဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့ငွေကြေးနဲ့ပတ်သက်လာရင်လည်းအမွေရာချင်းတွေငွေကြေးနဲ့ပတ်သက်လာရင်လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လည်ရရှိခြင်းတွေဆုံးရှုံးထားတဲ့ငွေကြေးတွေနဲ့ပတ်သက်လာလို့ရှိရင်ပြန်လည်တောင်းဆိုတာမျိုးလေးတွေအားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလပိုင်းချက်ဖြစ်တယ်။ညီကိုမောင်နှမတွေရဲ့အကူအညီကိုရရှိတတ်တဲ့ဆက်တူအစုချေရာနဲ့ပတ်သက်ပြီးရှေ့တူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းနိုင် သောကာလပိုက်ချဖြစ်တယ်။ဒါအပြင်ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊ခီးသွွားကိစ္စလေးတွေခြေထုတ်ဆောင်ရလောက်ဆောင်မှာစက်ပစ္စည်းရင်တွေဝင်လာတတ်တယ်။သတိထားစင်ကြင်ပေးရမယ့်အချက်ကလေးတွေကတော့မိတ်ဆွေတို့အနေနဲ့ အားနဲ့အချက်အနေနဲ့တတိထားမှာဒီလအပြင်မှာဆိုလို့ရှိရင်အဲအရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့အဲတစ်ဖက်ကနေပြီးတော့ဒီလိုပြောလိုက်တဲ့အခါမှာမိမိတို့အနေနဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့အထက်လူကြီးနဲ့မိမိရဲ့စွမ်းအားလိုကိုအောက်လူနဲ့ကြားထဲမှာအဲကိုကကြားခံတဲ့အနေနဲ့ကြားညက်တာမျိုးလေးတွေသူများရဲ့ကိစ္စလေးတွေပြုမှုဆောင်ရွက်တဲ့အခါသူများရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုအဲကိုကစေတနာနဲ့ဝင်ပြီးဖြည့်ရှင်းကမှာတယောက်နဲ့တယောက်တူးနဲ့တူကကိုကိုအထင်မြင်လွဲတာလေးတွေတတိထားဆင်ကျင်ရန်လိုအပ်ပါတယ်မိတ်ဆွေတဲ့အပေါင်းအသင်းတဲ့ရဲ့အကူအညီကိုရရှိတတ်သောကာလအပိုင်းခြားဖြစ်ကြောင်း ထပ်လောင်းပြောကြလိုက်ပါရစေ။ယာဓုလုပ်ငန်းကိုင်ခံတဲ့ပတ်သက်ရင်ယာဓုပင်မစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ပြီးတော့မှယာဓုတိုးတာမျိုးယာဓုတက်တာမျိုးကြီးကြုံရတက်တော့ကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ဆက်ပစ္စည်းအသစ်ဝင်တက်တာမျိုးတဲ့ဆိုင်ကဲတို့ဖုန်းတို့ကားတို့အစရှိတဲ့အရာလေးတွေအသစ်ဝင်လာတာမျိုးလေးတွေကြုံရတက်တော့ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်တန်မိုးရှိတဲ့အရာလေးတွေလက်ဆောင်ရရှိတာမျိုးလေးတွေကြုံရတက်တဲ့ OA ချမ်းမြေနဲ့ပတ်သက်ပြီးတော့ OA ချမ်းမြေမြေယာထိုင်တဲ့နေရာနဲ့ပတ်သက်ရင်ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ကာလဖြစ်တယ်။သတိပြုစင်ရမြေမှာအချက်လေးရတော့မိတ်ဆွေတို့နဲ့ နဲ့အဲအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိမိတို့အနေနဲ့အဲဆွေးညံနေတဲ့ကိုကစေတနာတွေဝေဒနာဖြစ်တတ်တာမျိုးစကားကိုဥပမာပေါ့ဟိုကိုက ဒုတ်ထိုးအိုးပေါက်ပြောမိလိုက်တာမျိုးတစ်ဖက်လူပေါ်မှာကိုကစမီရွယ်ပဲနဲ့ပြောမိလိုက်ပြင်မဲ့ကိုနဲ့ဆနလူပေါ်တစ်ဖက်သူရဲ့အားနဲ့ချက်ကိုဖိနှိပ်ပြောမိတာမျိုးလေးတွေကြောင့်တော့အဲမိတ်ဆွေတို့အနေနဲ့ပြောပြီးကမှခရားလေးကြီးလို့ပြောပြီးကမှအဲငမသွားပြီပဲဆိုပြီးတော့ပြန်လဲပြီးတော့အဲတောင်းမှန်ရတာမျိုးသူမဟုတ်ရင်ပြန်လဲပြီးတော့ပြင်ဆင်ရတာမျိုးလေးတွေမလူလာအပ်တဲ့အနောက်နေလေးတွေကြုံရတဲ့အတွက်တော့သတိပြုစင်ရင်မေးရလိုအပ်ပါတယ်မိမိအဲ့ဒီအတွင်းမှာ ရက်တက်နေသောနာယီအဆုတ်တွေစပစ်စီအဆုတ်တွေတံဖတ်အဆုတ်တွေရှိလို့ရှိရင်စွန့်ပေးပါပိတ်နေတဲ့လက်တွေပွင့်သွားပါလိမ့်မယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့လိုရာကိစ္စကိုမသွားမိမှမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအောင်မြင်စေဖို့အတွက်ဆိုရင်မျက်စွာဖေးရမှာကြည်ကြရလေးလူပြီးတော့သွားတာမျိုးဆူတောင်းသွားတာမျိုးတွေကအောင်မြင်တိုးတက်နိုင်သောအပ္ပတ္တကာလအပိုင်းချက်ဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအရာဟာအနီရောအညိုရော အဝါအယောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ်အကျိုးပေးသောခဏအခရာတွေအနေနဲ့ဆိုရင်တော့ နှစ်ကဏ္ဍခုနှစ်ကဏ္ဍလေးကဏ္ဍနေဟာမိတ်ဆွေရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစေသလိုအကျိုးပေးသောအရာဟာတော့အရှိစုစုရဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမျိုးတွေကြားလို့ချင်းမိမိတို့အနေနဲ့အင်္ဂါသားသမီးတို့အင်္ဂါနေသားတွေနဲ့တွဲဖက်လှုပ်ဆောင်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါတယ်မိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေမရောမီမှာဇန်ငယ်နာမပေးနေမိချင်းခွန်ကိုတုံညာနှစ်ကိုတုံညာ၄တက်လျှောက်790290416 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5050 5052မှာဖြစ်စီဆက် က်သွယ်မြင်းများနိုင်ကြောင်းဆရာကထပ်လောင်းကြင်ညာရင်းနဲ့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းသွက်အယောင်းထွက်စီဖို့ဆိုမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုခေါင်းကြီးလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းထွက်ပါစေဆိုပြီးဆူတောင်းမိရောင်းလိုက်ပါအယောင်းသွက်အယောင်းထွက်စီပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်များတော်တော်လတ်လတ်ရောင်းထွက်သွားစီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရာမိတ်ဆွေတို့ကန်ဆာလာတိုးတက်ကန်ကောင်းစီရန်တို့ မိမိတို့အနေနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုပဲဖြစ်ဖြစ်ပိတ်နေတော့လက်တွေပွင့်လန်းစီရန်အတွက်ဆိုလို့ရှိရင်တော့ကလေးငယ်လေးတွေကိုချုံကျင်လေးတွေကျွေးပြီးတော့မိတ်ဆွေတို့အနေနဲ့ငွေဝင်ပါစေဆိုပြီးစိတ်ကနေပြီးတော့ဆူတောင်းပြီးတော့ကလေးငယ်တွေကိုချုံကျင်ကျွေးတာမျိုးကုသိုလ်လုပ်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ကံကောင်းစီတော့လဖြစ်ပါတယ်ခင်ဗျဒါအပြင်ဒီကာလအတော်အတွင်းမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့တစ်ခုခုကိုဆုံးဖြတ်ဆောင်ရွက်တဲ့အခါမျိုးတွေကြာရင် ချစ်ချင်းဝူးဝီးတိတ်စဉ်းစားမနေပဲနဲ့ဝုံတိုင်းဆောင်ရွက်တာမျိုးအလင်းစလိုဆောင်ရွက်တာမျိုးလေးတွေဟာမိတ်ဆွေတို့အတွက်မထင်မှတ်သောအပြောင်းလဲချိန်ချက်လေးတွေရရှိနိုင်ကြောင်းနဲ့ကိုဟာမိမိအိမ်အောင်ဘက်နဲ့ပတ်သက်လို့အိမ်အောင်ကြီးနဲ့ပတ်သက်လို့လူတိသူတိမဖြစ်စေလိုတဲ့ကိစ္စတွေခုံးပြီးထားတာမျိုးလေးတွေပေါ်တက်သောကာလဖြစ်တဲ့အတွက်အိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့အနေနဲ့ မစွနာလို့ပေါ့တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ရှေ့ဆက်ဆောင်ရွက်ပါပြီးတဲ့အခါဇွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အဲဘာမှမဟုတ်ပဲနဲ့ဟိုစကားနောက်တရားပါဆိုတဲ့အတိုင်းပြဿနာအခြေခြင်းလေးတွေများရတာမျိုးလေးတွေကြောင့်မိမိအိမ်တော်ကြီးမှာပฏิပခလေးတွေဖြစ်ရတာမျိုးလေးကြုံရတတ်တယ်တို့တော့ဘာမှတော့ကြီးကြီးမားမားမဟုတ်ပဲနဲ့စိတ်ကတော့ကစရာဖြစ်စရာလေးတွေမိမိအိမ်တော်ကြီးဂျားထဲမှာဂျားလူတဦးတယောက်ကိုအကြောင်းပြုပြီးထိုသူနဲ့ ခလာကိုယ့်ရဲ့လင်မယားကြားထဲမှာလာပြီးတော့ဟိုကိုယ်ကယုတ်တရားထပြောလိုက်တဲ့စကားလုံးလေးတွေကြောင့်နားလည်မှုလွဲသွားတာမျိုးလေးတွေဂျုံအားတက်ပါတယ်ခင်ဗျာသို့တော့ဆူဆူဝါးတော့မရှိပါဘူးလူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ဒီကာလအတော်တွေမှာအားနေပါတယ်အရှိရင်နဲ့ပတ်သက်လာရင်တဦးနဲ့တဦးတစ်ယောက်နဲ့တစ်ယောက်တန်ရရတွေဝင်နေတာမျိုးလေးတွေကြောင့် အရှိန်နဲ့ပတ်သက်ရင်တော့စိတ်မောလူမောဖြစ်ရတတော်လားဖြစ်ကြောင်းအပတ်တာဖြစ်ကြောင်းပြောရင်းနဲ့ကဲတနေ့ကနေသတိမိတ်ဆွေအားလုံးအဆက်ဆက်ရရဒီတပတ်တာအတွင်းမှာအစင်ပြေကံကောင်းကြပါစီလို့ဆရာကဆုတောင်းရင်းနဲ့တနေ့လာတွေအတွက်ပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်တနေ့ကနေသတိမိတ်ဆွေတွေအားလုံးအစင်ပြေအောင်မြင်တို့တက်ကြပါစီခင်ဗျနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်